ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နာပြင်းညချန်နယ်ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မိကိုကြွက်ရှောင်းဆိုတဲ့စိတ်ဝင်စားပွဲတဲထိတ်ရင်ဖို့တရိတံဝေကားရပွဲရဲမတန်းမှုခင်းဖြစ်မှန်ဇာတ်လမ်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါရှင်။မနက်9:00နာရီမိုးလင်းလို့တော့လေမိုးကမလင်းသေးပါဘူး။ ရှေ့မှာတစုံတစ်ယောက်ကလက်ပြဒါနေတယ်။ကားကတစုံတစ်ယောက်စီကိုနီးနီးတော့မိမသားတစ်ယောက်မှဇောမြင့်သေးရတယ်။ကားကိုဆက်မသက်ဖေးသူအနားမှာရန်လိုက်တယ်။ခကြီးကြောင့်လိုက်ပြရစီရှင်။အကူညီတောင်းပုံကရင်ကြီးတယ်။ဇောမြင့်ကကားတကားဖွင့်ပြီးလိုက်တယ်။အရင်ဆုံးတိုးဘက်ရေမွေးနှံကတင်းတင်းမြမြမွေးလာတယ်။သူ့ဘေးမှာမိမသားဝင်ထိုင်လိုက်တယ်။မနက်ခင်းကစွပြန့်ကြည်နူးစရာကောင်းသွားတယ်။ အန်တီရဲ့အသိမရှိတော့၍ဇော်မြင့်ရဲ့လက်တစ်ဖက်မှာအသင်ရှိနေတဲ့တနတ်ကိုအမျိုးသမီးမမြင်သာအောင်ဇော်မြင့်ကသူ့ကြခင်အိတ်ထဲမှာတိမ့်ထားလိုက်တယ်။ရှေ့ကိုကားမရွေ့မီဇော်မြင့်ကမိမလကိုကြည့်တယ်။စူဆန်းဟန်တူတဲ့မိမလနဲ့အကြည့်ချင်းဆိုင်သွားတယ်။အပြုံးနဲ့ဇော်မြင့်ကိုကြည့်တယ်။အသက်25နှစ်အရွယ်မိမလကစွဲမန်းလောက်တဲ့မျက်နှာပြီးရှိတယ်။ပြုံးလိုက်ရင်ချစ်စရာကောင်းနေ စကားပြောရင်ချွဲနှဲ့ရန်ရှိတယ်။တမင်လောက်ပြီးချွဲနှဲ့တာတော့ဟုတ်ခံမတူပြီ။ပင်ကုံမွေးရပါဖြစ်ပုံရတယ်။မျက်နှာကခဝိုင်းဝိုင်းနာရန်ကချောနေမဟုတ်တော့လေကြိတ်ကောင်းယုံကလေးမဲနေတဲ့မျက်ခုံးအောင်မှာမျက်လုံးများကအရီလဲနေသလားထင်မဲ့ရတယ်။ပဆန့်အိတ်ရွယ်စားအိတ်ရှိကလေးကိုခြင်ထားတယ်။သူ့ရဲ့လက်များကအနုပညာရှင်များမှသာတွေ့ရတယ်။လက်ချောင်းမျိုးဖြစ်တယ်။သို့တော်လေအတန်တဲ့နွမ်းနေနေဟန်ရှိတယ်။ဘဲထိသွားမှလဲ တောင်အုပ်ကလောက်ဝေဇီဟန်တာနဲ့ပါရမီလန်းစုံမှာကိုသွားမှာကပန်းနုရိတ်တိတ်လည်းမဝေးတော့လိုက်ဖို့ပေးပါမယ်လေဥတီရဲ့သူကားကိုဂယုဆိုင်မောင်းရင် အမျိုးသမီးအနေထားကိုဇော်မြင့်စူဆန်းမိတယ်သူဝိထေကညာကဝိထားတဲ့ဝိထေဖြစ်ပုံရှားတယ်ပန်းနုရောင်အနွေးထေကမဆိုတလောက်တွန့်ကြည့်နေတယ်နေတိုက်လို့ပဲလားမသိစမိတ်တို့ကပြေရော့နေတယ် မနက်9နာရီဗမ်းမပေါ်ရောက်နေတာကလေခရီးတစ်ခုကို အလင်းစလို့သွားလို့ဖို့ထွက်လာခြင်းဖြစ်နေသလောက်ဒါပေမဲ့ခရီးဆောင်တစ်တာထားလို့အဝိတ္တထေတစုံတရာများတော့ဝိထုပစ္စည်းကိုတော့မတွေ့ရပါအမျိုးသမီးကလေသူ့ကိုဇော်မြင့်အကဲခတ်နေကြောင်ရိမ့်မိပါရဲ့သို့တော်လေသူ့မှာလေသူ့အပူနေသူ့ ပါရမီလမ်းဆောင်မှာဝိသက်ကြုံ အဝေးပြေးကားဂိတ်ရှိတယ်။ဒီကားဂိတ်ကနေပြီးမနက်9နာရီခွဲနဲ့6နာရီခွဲမှာကာနန်တုတ်ခွဲပြီးတနအီကြားတခါထွက်လေရှိတယ်။တက်တုတ်ကပတိန်ဘက်နောက်တက်တုတ်ကအမတ်3လမကြီးအတိုင်းဘကိုးဘက်ကိုဖြစ်တယ်။အမျိုးသမီးကစီဇဝါစီဇဝါသွားမှာကဘကိုးဘက်။ဒါကြောင့်ဇော်မြင့်ကိုဤကားစိတ်ကိုလိုက်ပို့ခိုင်းခြင်းဖြစ်နိုင်တယ်။ ဘာကိုတွေးမိသွားတယ်မသိဇော်မင်းကစီစဝါကိုကောက်ခငင်ကမိကွန်းတစ်ခုမေးလိုက်တယ်မြုံမထားနိုင်လို့မေးရတာကိုစိတ်မရှိပါနဲ့ညမကဘာတူလဲဒီကားစိတ်ကနေပေသွားမှလဲစေတနာနဲ့လိုက်ပို့ရတဲ့သူအနေနဲ့တီကောင်းနေတယ်လို့မေးတာပါအမှန်တိုင်းဖြေလိုက်ရင်တော့ပြဿနာဖြစ်ရင်မိကိုကြွက်လျှောက်သူ့နောက်လိုက်လာမှာကိုလေစီစဝါရိတ်တွေးမိထားတယ်ဖြေတော့ဖြေမေမူသားပြောရမေး တော်တော်လေးယုတ်တိရှိအောင်ပြောနိုင်ဖို့တော့လိုလိမ့်မယ်။ကားနဲ့ကိုယ်တိုင်မောင်းဖို့တဲ့ယောက်ျားပိသားသူကတာမန်လူတွေကမဖြစ်နိုင်။ဒါကြောင့်ယုတ်တိရှိရှိပြောနိုင်ဖို့တော့လိုလိမ့်မယ်။မမီးပဲပြောရတာအာနာစရာဖြစ်မှစိုးလို့ပါကုန်။ညီမနမေကထထဦးပါ။တောမကပန်းတက်တော်ပါ။ဒါကြောင့်အကိုကိုဝိသကြုံကားကိတ်ကိုလိုက်ဖို့ခိုင်းတာပါ။ခဏတစ်ဖြုတ်ခရီးဖြစ်လို့အဝိထည်တစ်တာပါမလာတာကိုလည်းနားလေပြီးစီချင်ပါရဲ့။ မူသားသုံးလဲရပြီးအင်းတက်ကော်သွားမေစီဇဝါကပန်းတက်တော်သွားမေထထာဦးဖြစ်လာတဲ့အပုတ်ခရီးဆောင်အိမ်မပါတာကိုတော့ရုတ်တရက်အောင်ပြောလိုက်ကြသည်နောက်မှဖြစ်ချင်ရာဖြစ်ပြီးလောလောဆယ်တော့ကိုလူကျော်ယုံလောက်ပါ၏ဇော်မြင့်ကလည်းယာယီယုံလိုက်ပါ၏သို့တော့ဇော်မြင့်အတွေ့ထဲမှာတန်တရာအစာကလေးတစ်ခုကဖြက်ခနဲဝင်ရောက်လာ၏ ခဏတစ်ဖြုတ်ခရီးဖြစ်လို့ဝိထေတိတ္တာပေါမလာတာကိုလေနားလေပြီးစီခြင်းမာရဲလို့မိမိအမေးမပါပါပဲဘာကြောင့်ထဲ့ပြောပါသနည်းမိမိတန်တရားမရှိအောင်ကာကွယ်ပြောဆိုခြင်းဖြစ်နိုင်နေဆိုရင်ဇီဇဝါမှာအာနိုင်ချက်တစ်ခုခုရှိလိမ့်မယ်ဒါမှမဟုတ်အခက်အခဲတစ်ခုခုရှိနိုင်နေ ဖြစ်စဉ်တိုင်းမှာကြိုတင်ကာကွယ်မှုပြုသူတိုင်းမိမိအားနည်းမှုကိုလုံခြုံမှုရအောင်ဆိုတဲ့ချင်းကိုပြုကြရဲမိမိအားနည်းချက်စီတို့မိမိအားနည်းချက်အပေါ်ကောက်ကွက်လုံးမဲ့သူကိုမိမိစီရောက်မလာအောင်တားဆီးရတာကြီးပါဒါဆိုရင်ဇီဇဝါကသူ့ရဲ့အားနည်းချက်စီကိုဇော်မြင့်ရောက်မလာအောင်ကောက်ကွက်ခြင်းကတဏီဇော်မြင့်ယုံထိုက်အောင်ကောက်ကွက်ခြင်းကဇော်မြင့်မယုံထိုက်တဲ့အကြောင်းတစ်ခုခုကဇီဇဝါမှာရှိနေပြီလား ဇော်မြင့်ကဖွင့်ဟမေးလိုက်ခြင်းနဲ့ဇော်မြင့်ရဲ့စင်ကျင်တုံတရားကချက်ချင်းတားမြစ်တဲ့ခရီးကြောင်လိုက်လို့ကားနဲ့လိုက်ဖို့ရုံနဲ့မတင်ကစရာကောင်းတယ်လို့ထင်ရတဲ့သူတစ်ပါးရဲ့ကိုရီးကိုတာကိုမမေးသင့်လို့ဦးခေါင်းလေးကပြက်လက်လာတဲ့စင်စေ့ကြီးစွာကမနက်၄နာရီသာသာလောက်ကပဲလမ်းမကြီးပေါ်ကိုရောက်နေခဲ့တယ်။နောက်ကြောင့်မအေးသူဖြစ်တော့လမ်းမကြီးပေါ်မှာကြာကြာရပ်တန့်နေရမယ့်အနေထားကိုမိမိကိုယ်ကိုမိမိလက်မခံနိုင်မိ ကင်းလဲရဲကမတင်ကားဖြစ်၍လိုက်ခဲ့ပါလို့ဆိုပါကဇီဇဝတဘွားလုံးကိုကျိုးနေတော်မိဘာပဲဖြစ်ဖြစ်လမ်းပေါ်ကအထုသဖြင့်စန္ဒကုအေယိတာနဲ့နီးတဲ့နေရာကဝေဝေရောက်သွားဖို့မှဇီဇဝအဖို့တိတ်အေးကြီးတယ်ဇီဇဝစာနာပြေဝတယ်လို့ပဲတောင်မမြောက်ကိုသွားမယ်ကာရစီကိုလမ်းမြန်လိုက်တယ်ဇီဇဝါသွားကျင်နာကမြောက်မာတောင်ကိုဇီဇဝါသွားကျင်နေနေရာနဲ့စန့်ကျင်ဘက်ခရီးကိုဥတီလာတဲ့က ကိစ္စမရှိဒီနေရာက တမိုင်လောက်ဝေးတဲ့နေရာကို ရောက်ရင်တော့တော်လာပြီစီဇဝရှိမှတက်စီကားရက်သွားရီချောက်ကိတ်သွားခြင်းလို့ရင်မောင်းကတကားဖွင့်ပြီးရင်မောင်းဘေးမှာဝင်ထိုင်နေအသက်50ဝန်းကျင်ရင်မောင်းကချောက်ကိတ်စီကိုကားရွှေလျားရီကာသမကဆက်စုတတ်ဟန်မတူခရရရပုံတရန်ရှိသူတထောင်နံကိုစီဇဝကထုတ်ပေးလိုက်တယ်ပြန်အမှုကိုမပါပါဘူးကွေ ယူလိုက်ပါတော့အမ်းမို့မလိုပါဘူးရှင်ကျေးဇူးပါပဲသမီးရေမိနစ်ပိုင်းအတွင်းမှာမိမိထွက်ခွာလာရာနဲ့တမိုင်ကြော်ကြော်ဝေးတဲ့ခရီးကိုရောက်လာတော့တထောင်ကုန်ကြတာကိုဇီဇဝါမနှက်မျောပါချောက်ဂိတ်ကိုရောက်တော့မနှက်၄နာရီမိနစ်90တောင်ဥက္ကလာဝိသကြုံဂိတ်ကိုရောက်မဲ့တက်စီသမားတအူးတလီမှာဇီဇဝါမတွေ့ပါ ဒီမှာမြောက်မတောင်ကိုမောင်းလာတဲ့ဇော်မြင့်ကိုလက်တွေ့လိုက်ခြင်းဖြစ်တဲ့ယခုဝီသက်ကြုံကိုလိုက်ပါဖို့အခွင့်သာသွားပြီစင်စစ်ဇော်မြင့်ကလည်းမနဲ့၃နာရီကြောကြောကလေးကသူ့တငယ်ချင်းရေတာရှိစခန်းမူဖေညော့နဲ့အတူအောင်မင်္ဂလာဂိတ်ကိုခရီးထွက်လာခြင်းဖြစ်တဲ့ဇော်မြင့်ကဖေညော့အပြန်ခရီးစီးသွားမယ်မြမန္တလာကားအမိလိုက်ပို့ခြင်းဖြစ်တဲ့နည်းနည်းစောနေသေးတော့လက်ဖက်ရည်တောင်းလိုက်ကြသေးတယ် ဖေညော့ကားပေါ်တက်ပြီးဇော်မြင့်ပြန်ထွက်လာတော့မနက်၄နာရီ၄စိတ်မနက်၄နာရီမိနစ်50မှာ၆ကိတ်မှာဇော်မြင့်နဲ့စီစဝါတို့ဆုံတွေ့ကြခြင်းဖြစ်တဲ့ဇော်မြင့်မောင်းလာတဲ့ကားကတစတစကရမလန်းစီကိုနှီးလာတဲ့ဒီအခိုက်မှာကရမလန်းနဲ့ကကားရစီကအချိန်ခပြင်းမြင်မောင်းနေလာတဲ့ဇော်မြင့်ဦးတီရောဝေဇီယန်တာလန်းတဲတဲမှာမိကစိမ့်လာတဲ့ ဇော်မင်းကမီးအစင်းကိုဖြတ်မိအပြူမီးဝသွားတဲ့ကနမာလမ်းဘက်ကကကအတင်းမောက်ထွက်လာတဲ့အကယ်၍ဇော်မင်းသာဗရိတ်အုပ်ပြီးလုံအောင်မရှောင်လိုက်ပါကဤမနက်ခင်းကအကြီးတန်းအယုတ်ဆိုးသွားလိမ့်မည်ဇော်မင်းကလည်းတတိရှိပါရဲ့ရှေကားနဲ့မတိုင်းမိအောင်ခက်ဆဆကလေးဗရိတ်အုပ်လိုက်တဲ့တတိရှိမနေသူကစီဇဝါစီဇဝါကသူ့ဥတီမဲခရီးကိုသာစိတ်ဆော့ပြီးရောက်ချင်သောကြီးရဲ့အတွက်စက္ကန့်ပိုင်းအတွင်းမှာတတိမျက်ခြေပြတ်သွားရီး ။တရီမြချေပြတ်သွားတဲ့အတွက်ဇီဇဝနှစ်ဖူးမှာဒဏ်ရာရသွားပြီ။ရှေးကမှန်ကအောက်ပိုင်းနဲ့စောင့်မိသွားခြင်းဖြစ်တဲ့အိုးဆိုတဲ့နာကြီးတန်ဇီဇဝနှုတ်ကခေါဖော့ဖော့ကလေးပေါ်လာပြီ။တရီပေးဖို့ထိအချိန်မရတာကို ခွင့်လွတ်ပါကွာ။ဒဇုထိုးမောင်းဝင်လာတဲ့ကားကို ရှောင်ဖို့ကဒီတနည်းပဲရှိလို့ပါနော်။နာပြီးမျက်နှာပြတ်သွားတော့လေဇော်မြင့်ကကျင်းလာစွာတောင်းပန်လာတော့အာနာပြုံးကလေးနဲ့ဇီဇဝမျက်ဝန်းပေါ်မှာပေါ်လာတယ် ဇော်မြင့်ကပရိအုပ်လိုက်ချိန်မှာဇီဇဝလက်ထဲမှာဂိုင်ထားတဲ့ဇာအုပ်ကလေးကြာကကပြားကလေးတပြားကကားချေခင်းပေါ်မှာထွက်ကြလာတယ်။ဒါကိုဇီဇဝလည်းမသိဇော်မြင့်လည်းမသိပါဝိတကြောင့်ကားဂိတ်ကိုဇီဇဝကိုပို့ပြီးသွားသည့်အချိန်ဇော်မြင့်ပြီးကားရှိကန်ကျမ်းပြင်ပေါ်မှာတော့ကပြားကလေးတပြားကဇော်မြင့်နဲ့အတူလိုက်ပါလာလျက်ရှိပါသည်။ပန်းနူရိတ်ကိုဇော်မြင့်ရောက်ရောက်ချင်းလက်ကင်ဖုံးကမြည်လာ၏ဇော်မြင့်နားထောင်နေအမင်္ဂလာတဲ့ ဥဩဘာအသက်ခံရလို့တဲ့သူနာယီကိုကြည့်လိုက်တော့မနက်9နာရီ28မိနစ်ဥဩဘာအသက်ခံရတယ်ဆိုတော့ဇန်နကူအေရိတ်သားကိုဇောမြင့်ရောက်လာတဲ့အေရိတ်သားဒုတိယထပ်မှာအလွန်သားနာတဲ့အခန်းကြီးတစ်ခန်းရှိတဲ့ဒီအခန်းကတိတန့်အခန်းဖြစ်တဲ့ရေချိုးကန်အိမ်သာချက်ပြုတ်စားတောက်နိုင်တဲ့မီးဖို့ပါရှိတဲ့အခန်းကဈေးကြီးတဲ့သို့တော်လဲကြိုတင်ပြီးဘူကင်လုပ်ပြီးအခန်းဦး၅တူတွေရှိတဲ့ မိုးကုတ်မန္တလေးဘက်ကជីជីတက်တွေစင်စစ်ဤရခန်းကជីជីတက်ချမ်းသာတဲ့လူကြီးလူကောင်းတို့ရဲ့မွေရောပြောပွဲရာအခမ်းဖြစ်တဲ့မင်းမလချောချောလာလာကလေးတွေကဤအခမ်းထဲမှာလူကြီးလူကောင်းတို့ကိုကြိုက်စေးယူပြီးပျော်ရွှင်ဆက်လီရှိတယ်။ဒီအပျော်မယ်တို့ကိုအဲ့ရိတ်တာကစီစဉ်ပြီးတယ်လို့အဲ့တဲ့လူကြီးလူကောင်းတို့ကလည်းသူတို့နီးသူတို့ဟန်နဲ့ခေါ်ယူလာတာလေးရှိတယ်။ ဘလို့ပဲဖြစ်ဖြစ်လွန်စွာဈေးကြီးတဲ့ခန္ဓာတွေအိဆက်ညံ့ညောတဲ့အခန်းကိုတလားမြဇက်တိုက်ငားရမ်းလိုက်ပါကတဲခုကန်တလုံးဇရေစကားကြေယုံတာမကတဲခုကန်တစ်ခုလုံးအတွက်အသက်တဲဝင်ငွေကတိမ့်ချီရှိနေပြီဒီအခန်းထဲမှာလူကြီးလူကောင်းဥဩပါကယခုသေးဆုံးနေတယ်ဥဩပါကကြောက်တံပရံများနဲ့ချမ်းသာကြွယ်ဝသူလို့ကြော်ကြတယ်ဟုတ်ဟုတ်မဟုတ်ဟုတ်ငွေကိုရေးလို့သုံးနိုင်တာတော့အထင်ရှားပါ ဥရောပကချမ်းသာကြွေးဝသလောက်မင်းမလလေးတွေကိုထဲလဲနေကြွေးသည်တခါကဆိုရက်ကတဲ့တီမုတ်တက်တဲ့အမျိုးသမီးတဦးကို အကန်းနဲ့ခေါ်ယူပြီးတညာလုံးဖျော်ဖြေခိုင်းနေမနဲ့လင်းတော်ထိုးအမျိုးသမီးငယ်ကိုလောက်အားကငွေတသိန်းချီမြင်လိုက်တယ်လို့ဆိုရဲဥရောပကိုအားကြသူတို့ရဲ့ဩဘာတန်တို့ကညံနေတတ်တယ် တခါတခါချောချောလှလှအမျိုးသမီးငယ်ငယ်ကလေး၂ယောက်၃ယောက်ကို အခန်းထဲကို ခေါ်ပြီးနောက်အမြန်မာတအူးလည်းရင်၅တောင်းကြပေးပြီးတက်စီငှပေးပြီးအိမ်တိုင်ရာရောက်ပို့ပြီးတက်တဲ့ ဥရောပကအသက်60ကျော်တိတိုင်းအသက်50ကျော်လို့ဒင်းမတ်ရအောင်ကြံ့ခိုင်နေအသားရည်ညိုပြီးချောပြောင်နေတော့သူ့ရဲ့ရုပ်ကြည်တာနဲ့နောက်ထပ်အသက်20နေရအောင်မယ်လို့ကြီးကျူးလိုက်တာနဲ့သပွဲထိုးအခန်းတင်းကလေးတွေကိုငွေလေး9000ချီးမြှင့်တက်လို့လေသူ့ကိုသပွဲထိုးခြင်းသူနှိပ်ပေးခြင်းသူတွေတန်းစီနေကြတဲ့ချုပ်ပြီးတော့ပြောရရင်ဥရောပကအလွန်စိန်ခံတတ်သူဖြစ်တဲ့သူကမိမချောကလေးတွေကိုခေါ်ပြီးအနှိတ်ခံတတ်တဲ့ တသောနှစ်သောသုံးသောစွန်ကြီးတတိထို့ကြောင့်သူကရက်ခန်းနေကဆိုင်ဖုံးမှ၎င်းသူ့လက်ကင်ဖုံးမှ၎င်းမနဲ့မိုးတောက်ရောက်တာနေလာလိုတဲ့ချောကလေးအားတို့ရဲ့ဖုံးဆက်တန်ကတော်တော်ညံနေတော်ရေယခုဥောပါတည်နေပြီခေါင်းမသွေးတွေနေအခန်းထဲကိုဝင်ဝင်ချင်းအမျိုးသမီးရက်နှက်တစ်မျိုးကိုဇော်မြင့်ရရှိတော်ရေဤရန်မျိုးရသည်မှာစင်စစ်တော်မဆန်းမှာ ရခန်းထဲကိုညကအမျိုးသမီးအနည်းဆုံးတယောက်လာသွားခဲ့တာကိုတတိခံလိုက်ခြင်းဖြစ်ပါရီတနည်းဆိုရရင်ဦးဩဘာကမသေးမီကအမျိုးသမီးတက်ဦးနဲ့အတူတူရှိနေခဲ့ပါရီဆိုတဲ့တတိခံကို ထင်ရှားစွာပြလိုက်ခြင်းဖြစ်တဲ့ရခန်းထဲမှာ ထူးခြားမှုနှစ်ခုရှိတယ်တစ်ခုကအလူမီနီယံညှက်ပြီးတွဲထားတဲ့ လင်းဝေရန်အမည်ရှိတချင်းစာရွက်ဖြစ်သောတခြားတစ်ခုကမြမနိုင်ငံမှာယခုအခါအလွယ်တကူသုံးဆွဲနေကြတဲ့တပေခွဲအရှိရှိရှစ်တန်ထွက်တဲ့ဘွိုင်းအော်ဂင်ပြားကလေးတစ်ခုပဲဖြစ်တဲ့လင်းဝေရန်တချင်းကကနဝင်းခေဟောင်းစိန်ပါတီတီဆိုတဲ့တချင်းတစ်ပုဒ်ဖြစ်တဲ့1962ခုနှစ်မတိုင်မီကမြမအတန်းမှာတီဖွင့်ပွဲပြီးတိုင်းဤတချင်းကို မကြာခဏထုတ်လွှင့်လေရှိခဲ့တဲ့ ထောက်လွင်နိုင်လေလူကြီးများနဲ့အမျိုးသမီးသောတာရှင်တို့တချို့ကပြုံးကြတယ်။ဘာကြောင့်ပြုံးကြသနည်းလို့အမေးရှိခဲ့ရင်ဥရောပရဲ့အခန်းလေးကလေးချောင်းမြတော့လင်းဝေရန်တချင်းစာသားကအဖြေပေးနိုင်လိမ့်မယ်။တချင်းစာသားလေးချောင်းကိုကွန်ပျူတာနဲ့တေသက်စွာစီစဉ်ထားခြင်းအပြင်ဒီတချင်းကိုတာမန်ထက်ပို့ပြီးများစွာတန်ဖိုးထားသည်မှတေချာလာ၏။ခင်တွေ့ဟန်အပလီဆန်းနှင့်ညံစွန်း၏လင်းဝေရန်ရီမန်းလိုကန်ဆန်းမိ။ မိဖများတောတာရှင်များနားနဲ့မနာဖွာနေတာနာစီခြင်းမာရီကျမတကူတွေအပြိုကြီးမဖြစ်အောင်တင်းထီကိုသာပေါ့စီခြင်းမာရီလင်းတယောက်တော့ခေါင်းခေါက်လို့ဝဲမိဘသူပြုံပြုံမပြုံပြုံတချင်းစာသားကိုဖတ်ပြီးစိတ်ထဲကဇော်မြင့်ပြုံးမိသွားတယ်။တချင်းစာရွက်ပေါ်မှာလက်ဝေးရရှိတာကို၎င်းဘိုင်းအော်ဂင်ပြားကလေးပေါ်မှာလည်းတေချာပေါက်လက်ဝေးရရှိကြောင်းဓာရုပေရာနီးနဲ့ဖော်ထုတ်နိုင်မယ်လို့ဇော်မြင့်သိလိုက်တယ်။ အဖေကရိုးရိုးကလေးတချင်းစာရွက်ပေါ်ကလက်ဝေးရာကမိမ။အော်ကင်ပေါ်ကလက်ဝေးရာကယောက်ျားဇော်မြင့်ကဤသူလက်ဝေးရာပေါ်မှာအခြေခံပြီးဖြန့်ကျက်တွေ့မိန်းကလေးကတီးဆိုဥောဘာကအော်ကင်တီးမိထို့တို့တွင်းနေခိုက်ဟိုတယ်အခန်းတွင်ဥဟန်ကျော်ရောက်လာ၏။ဆရာဇော်မြင့်စကမ်းမှုကခေါ်လိုက်သည်။ဥဟန်ကျော်ကအမျိုးသမီးတစ်ယောက်ကိုတွေးလိုက်ရတယ်လို့ပြောပါတယ်။ဘလို့အမျိုးသမီးလဲ။ချောချောလှလာပေလား။ ဦးအန်ကျော်ရောသဘောကျလိုက်သေးသလားပြောပါအောင်ကြားရအောင်ဇော်မြင့်ကထိုတို့ပြောသွားစီထက်တဲ့အပြောကလေးတွေနဲ့သဲလွန်စားပေးမိသူကိုရွှင်ကြည်စွာပြောဆိုတတ်လိရှိတယ်။ဦးအန်ကျော်ကတော်တော်စိတ်ချမ်းသာသွားတယ်။ချောဆိုစရာရဲ့ကျွန်တော်လည်းအတွေ့သူညာဝဲအင်ကြီးကလည်းပြုတ်ကြသွားတော့အားလုံးဝါကနေရှိကြတယ်။ဆရာတို့ကကြီးတော့ဘာဆက်ပြောရမလဲတော့မသိတော့ပြုတ်ကြသွားတော့အတွင်းကဘောင်းမီကလေးကချက်ချက်ရရပါစရာ ချက်ချင်းညာဝိတ်အင်ဂျီကြီးပြန်ဝဲလိုက်တော့ပါပဝရီမဟုတ်တော့ပါအောင်ခမ။အလုံးတဝက်ကြီးတဝက်ပြုံးနေပါပဝရီကခုနဆောင်တိုက်ခန်းမိမထောမဲလင်းနေဆိုရင်ဥဝံကြော်မြင်လိုက်တဲ့အမျိုးသမီးနဲ့ဘလို့သက်ဆိုင်ပါသနည်း။မေးရင်တော့အမှုဘေးရောက်သွားမှာစိုးလို့ဘသူကမှမမေးတော့ပါ။ဥဝံကြော်ပြောပုံကဤသို့ဖြစ်တယ်။အမျိုးသမီးရဲ့မျက်နှာဘေးကချော့မြူလေးဟန်နဲ့ဆွေးမက်ဖွယ်ကောင်းနေ။ညာဝိတ်အင်ဂျီကနန့်တာရောက်အမျိုးသမီးအနီးကိုဥဝံကြော်ကတ်သွားတော့ တင်းတင်းမြတ်မြတ်အမွေးနှံကိုရပါလေ။ဇော်မင်းကတော်တော်စိတ်ဝင်စားသွားလေ။ဘလို့အမွေးနှံလဲ။ယောက်ျားသားတွေကိုစွဲဆောင်နိုင်တဲ့တိုးဘက်ရေမွေးနှံမှာတိုးဘက်တိုးဘက်တိုးဘက်လျှက်တစ်ပြက်မှာပဲဇီဇဝါကိုဇော်မင်းတွေးမိသွားလေ။တိုးဘက်ရေမွေးကိုဇီဇဝါသုံးယုံမြောက်ဥဟောပါကိုတတ်သွားတဲ့သူလို့တော့ဇော်မင်းကမစွဆွဲလို့သေးပါ။ ဇီဇဝကို စန္ဒကူးနဲ့တမိုင်ကျော်အကွာမှာတွေးခဲ့ခြင်းကိုလေဇော်မြင့်မိမထားပါအဲ့ဒီအမျိုးသမီးအခန်းထဲကနေထွက်မလာခင်15မိနစ်ကဥရောပအခန်းထဲမှာရုံရင်ဆန်ခတ်ဖြစ်တယ်လို့လို့ကြားမိပါရဲ့ဇာဦးဟန်ကျော်ရဲ့ပြောပုံကမတင်ကားစရာလို့လို့ အမျိုးသမီးဝတ်သွားတဲ့နန်းတာရောညာဝေးအင်ကြီးကိုဥဝဘာအကန်တွေကတွေ့ရတယ်။ညာဝေးအင်ကြီးမှာဖြူရော်ရောင်ဈေးထန်နဲ့အကြီးတချို့ဇွန်ပေနေတယ်။စကားမပြောတဲ့ညာဝေးအင်ကြီးကဥဝဘာနဲ့အမျိုးသမီးတို့ရဲ့ဤတညဇလန်းကိုပြော့ပြနေပြီ။ထူးခြားတာကတော့နန်းတာရောင်ညာဝေးအင်ကြီးမှလည်းတိုးဘက်ရေမွေးနှံကသင်းပြန့်ထုံလိုက်နေတယ်။ယခုနန်းတာရောင်ညာဝေးအင်ကြီးရှင်ပျောက်နေပြီ။တွဲနှဲ့ပြီးအမှုပညာဆန်တဲ့လက်ချောင်းပိုင်ရှင်ဇီဇဝါ တိုးပိုက်ရေမွေးနှံ့တဲ့နေဇီဇဝဇီဇဝမျက်နာကိုမြင်လာရင် ဟုတ်ပြီလို့ဇောမြင့်နှုတ်ကထွက်သွားရီစကမ်းမူဆိုရဲကြပါအေးပါခေါ်ခဲ့ဗျာဘယ်ကိုသွားမှလဲတရားခံတော့ဖမ်းမလို့ဟမ်စကမ်းမူအန်အန်တဲ့နေရီ CID ကဇောမြင့်ကမပိုင်မဲမပြောတတ်သူမှန်သူတိထားရီဒါကြောင့်ဇောမြင့်ကားပေါ်ကိုတပည့်ကျော်တက်ကြပါအေးနေတူစကမ်းမူပါလိုက်လာခဲ့တယ်သမင်းစားကောင်အချက်အပြုတ်ကောင် ဓမ္မတိုင်ရှေးဟောင်းစီတော်ဒီရှိအောင်အင်းတကောရွာရန်ကုန်မန္တလေးကားလမ်းမပြီးမှဂျန်နေဝင်းနေတက်တက်ရရတထက်တိုက်အင်္ဂလိပ်ရှိတဲ့ဇော်မင်းကကားကိုဂျန်ဝင်းပေါ့ရှိတဲတဲမှာရက်တဲ့တကားရှိကိုဇော်မင်းလျှောက်သွားပြီးဇီဇဝါဇီဇဝါဇော်မင်းအတန်ကိုကြားရပုံရှားရီဇီဇဝါကအတော့နှင်ထွက်လာရီး အဝေလဲပြီးဂါဇာလှနေတော့စကမ်းမှုနဲ့တက်ကြပါအီတို့ကိုဇော်မြင့်နောက်မှာတွေးလိုက်တာနဲ့အခြေအနေကိုဇီဇဝါရိစားမိသွားပြီဇီဇဝါသွေးမနေပါလေးစားစော်နဲ့ခြံတကာဖွင့်ပြီးပြီချီကျူးပါရဲအကိုအကိုချက်ချင်းလိုက်လာနိုင်တာကိုနေရာထိုင်ခင်းပြီးပြီးတော့ဇီဇဝါကထို့သို့ထောပနာစကားဆိုပြီနောက်တော့အရာကို အကိုပြောပြပါမယ်ကဲပြောပါဦးဩဘာကိုဇီဇဝါဘာလို့တတ်တာလဲ ရိုးသားတဲ့အဖေကိုတတ်ခဲ့တာလေဥဩပါ၁၄နှစ်ပဲရှိသေးတဲ့တမီးကို မတရားကျင့်ခဲ့တာလေဥဩပါလေမျက်ရည်နဲ့ငိုတန်တို့ကလက်တွဲပေါ်ညီအကိုပမာဇီဇဝစီက ထိခိုက်ဖွယ်ရာ ထွက်ပေါ်လာ၏နောက်တော့ဇီဇဝကဖြစ်စဉ်ကိုရင်နာဖွယ်ရာပြောပြရှာ၏ လွန်ခဲ့တဲ့ဇင်းနေ့ကဇီဇဝါတို့ရွာကလေးကို အလစ်မှဓမြတွေဝင်တိုက်ပြီးဇီဇဝါဖခင်က ရက်ွက်လူကြီးဥပအောင်ကို မောင်းတီးပြီးဓမြတိုက်နေတယ်လို့တရီပြီးတိုးတော်လေးဓမြတို့ကလက်ဦးမှုရရီဇီဇဝါဖခင်ကိုဖမ်းမိတယ်ပြည်စည်းယူယုံတာမကဖခင်ကိုတပ်ပြေးကြရီဇီဇဝါက14နှစ်သမီးအွယ်အလရီတို့နုနယ်ပြုံးမြစ်စာအွယ်ဥရောပကိုယ်တိုင်ဇီဇဝါကို မတရားပြုခြင်းနဲ့ သူအချိန်ကစပြီးဇီဇဝါဘဝပြက်ခဲ့တယ်တိုးတော်လေဇီဇဝါကဥရောပါကိုခြေရခံလိုက်ရှာခဲ့ရာဆယ်နှစ်ကြာတော့မှခြေရခံမိတယ်။အစိုးပိုင်းတဲ့မိမတို့ရဲ့အလားရှိတဲ့ဇီဇဝါကနောက်ဆုံးမှဥရောပါနဲ့ချိန်မိသွားတယ်။လင်းဝေရန်တချင်းကိုဇီဇဝါကဥရောပါအကြိမ်ဆူပြရသေးတယ်။ခြောက်ခါဆူပြရတယ်။အဲ့ဒီနောက်ဝီဆက်ကီကိုမြင်းမြန်တောက်တဲ့ဥရောပါလေးမနက်၃နာရီကြာတော့မိခနဲ့အိပ်ပျော်အသွားမှာ ချက်ကောင်းကိုစောင့်ရိုက်ချလိုက်တာတိတ်မကြပါဘူးငြိမ်ကြသွားတာပဲညာဝေးအင်ဂျင်နဲ့အပြင်ထွက်လာတာကရောအဲ့ဒီအင်ဂျင်နဲ့အလေးထွက်ပြေးရင်ပိုကောင်းမယ်ထင်လို့ထွက်လာမှာအဲ့ဒီပစ္စည်းထင်းကြီးနဲ့တွေ့တာနဲ့တဲလွန်စားမကြမ်းအောင်ညာဝေးအင်ဂျင်ကိုမယူနိုင်လို့ထားခဲ့တာပါစန္ဒကူးနဲ့တမိုင်ဝေးတဲ့ချောက်ကိတ်မှာရောက်နေတာကရောအရေးကြီးဆုံးကလေစန္ဒကူးနဲ့အဝေးဆုံးနေရာမှာရောက်နေမှ ဖြစ်မှာမို့ပါ ကျုံရတက်စီကားကိုတထောင်ပေးပြီးတော့ခြောက်ကိတ်ကိုယောက်လာတာပါတေးတတ်ပါပြီကဲဇီဇဝါဘာပြောစရာရှိသေးတယ်လဲဇီဇဝါဘက်ကမေးစရာရှိနိုင်နေကဲအကိုညီမကတော့ဝန်ခံထွက်ဆိုပြီးပြီနိုင်ပိုင်းအတွင်းမှာညီမကိုချေရခံနိုင်တာကိုလေပြောပြပါအောင်နော်ဇီဇဝါတိတ်သိခြင်းမှဇော်မြင့်နားလေတဲ့ မနက်9:25မိနစ်ဇီဇဝကိုဝိသက်ကြောင့်ကားဂိတ်ကိုပို့ခဲ့ပြီးနောက်အဲရိတ်သားရှိကိုရောက်တော့ကားရက်တီဇော်မြင့်ကကားရှိကန်အတွင်းမိကိုဖွင့်လိုက်တီသူမှဇီဇဝကြားခဲ့တဲ့ကပြကလေးကိုတွေ့ရတယ်။ကောက်ယူဖတ်ကြည့်တယ်။သူခုမှအမှုပညာအဖွဲချုပ်ပါကပြဖြစ်တယ်။ထားထားဦးလို့ပြောခဲ့သူရဲ့ဓက်ပုံမှာတေးတန်ရှင်ဇီဇဝ123ရန်ကုန်ဘကိုးလမ်းမကြီးဓမ္မတိုက်စီဒီလမ်းထိပ် အင်းတက်ကဘကိုးမျိုးနေဆိုတဲ့တက်သေးကန်စားရန်ကထင်ထင်ရှားရှားယခုဇော်မြင့်ကမ်းပြီးတဲ့ကပြကလေးကိုဇီဇဝါကကန်ရင်အခုကိုဇီဇဝါညာခဲ့တယ်။တောင်းမိတ်ခကြီးကိုလည်းပန်းတက်တော်လို့ပြောခဲ့တယ်။ဘလို့ညာညာဘလို့ပဲလှီးလွှဲပြောပြောအမှန်တရားကအကိုတို့ရဲတွေဘက်မှရှိနေတော့ဒီကပြကြကြံခဲ့ရတယ်။ကပရိတ်အုံမရသေးတယ်နော်။ထို့သူမချီတင်ခဲ့ပြောတယ် ဥရောပလိုလူရုံမှာလူအမိုက်တရိုက်ကိုအပြည့်ပြည့်ရှင်းလင်းလိုက်ရတဲ့အတွက်ဇီဇဝလိုရင်းနှင်းစွာ ခံစားရသူတဦးအနေနဲ့မိခဲ့သူခံစားနေရမလဲ။စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရှင်။